ကဲအားလုံးပဲမင်္ဂလာပါရှင်တေရော healing and reading mind kit ရာနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါရရှင်ကဲဒီနေ့မှကြည်ပေးတဲ့ message လေးကတော့နော်ကြည်ပေးတဲ့ reading လေးကတော့နော်တဘာဝမိခင်ကြီးပေါ့နော်တဘာဝ အဲတဘာဝကိုစောင့်ရှောက်နေတယ်เนาะဟိုပါဗောနော် nature angel list တွေနဲ့ nature goddess ပေါ့เนาะတဘာဝမိခင်တဘာဝနတ်ဖျားစောင့်ရှောက်တွေရနေပြီးတော့မှာเนาะပြီးမယ်เนาะ message ကဘာဖြစ်မလဲဆိုတာလေးကိုကြည့်ပြလိုက်ပါပဲဖြစ်ပါတယ်အဲ့တော့ကဲကျမဗောနော် ဒါလေးကိုမကြည့်ပေးတာကြပြီเนาะအရင်တော့တဘာဝတရားကြီးကပေးတဲ့ message ဆိုပြီးတော့မှပင်လေကန်းကြီးလေးတွေမှလုတ်ပေးတာမျိုးเนาะနောက်ကကြတော့ပန်းလေးတွေเนาะအရွက်ကလေးတွေဒီဟွာပေါ့เนาะကြောက်ခဲလေးတွေကနေဖတ်ပေးတာမျိုးပေါ့เนาะဒီတဘာဝတွေကနေပြီးတော့ကျွန်မဖတ်ပေးတာလေးတွေလုတ်ပါတယ်အဲ့တော့ဒီနေ့မှလည်းပေါ့เนาะမလုတ်ပေးတာကြပြီဖြစ်တဲ့เนาะဒီတဘာဝကိုဖတ်မယ်ပေါ့เนาะဒီအခုကျွန်မအနည်းနာမှာတော့အပင်လေးရှိရပေါ့เนาะကျွန်မအရွက်တွေရွက်ရွက်ကိုခူးပြီးတော့မှဖတ်ပေးတာမျိုးလုတ်မယ်ဆိုတော့ โอเคเนาะအဲ့တော့ကျွန်တော်ဒီ club bar ဘောเนาะ club bar ရွက်ကလေးတရွက်ကိုခူးမယ်ဗောနော်ကျွန်မအနားမှာရှိတဲ့ရွက်ကလေးဗောနော်အဲ့တော့အဲကျွန်မဖတ်ကြည့်မယ်ဗာလေးတွေရမလဲဗောနော်လာကြည့်နေတယ်ဒါလေးကို collective reading အနေနဲ့ပဲဖတ်ပြီးมาဖြစ်ပါတယ်เนาะလာကြည့်နေတယ် collective တမားလေးတွေအတွက်ကိုเนาะဒီတဘာဝတရားကြီးကနေဒါဗာလဲဆိုတော့ nature angels တွေ nature goddess တွေကနေပြီးတော့မှမာလေးတွေ တည်ခွင့်ရမလဲပြောပြပေးပါ Angel အဆောင်လျှောက်တွေနဲ့ Nature Angels Manager အဆောင်လျှောက်များနဲ့တကွာတဘာဝမိခင်ကြီးကိုလည်းဖိတ်ခေါ်ပါတယ်တဘာဝတရားမိခင်ကြီးကိုလည်းဖိတ်ခေါ်ပါတယ်။ဒါကြည့်နေတဲ့ collective သမားလေးတွေအတွက်ကိုနော်ဒီတင်တည်တိုင်းတိုင်း message တွေကိုပြောပြပေးပါဒီမှာအသေးပုံလေးတွေ့ရပါတော့အသေးပုံလေးတွေ့ရတချို့တွေပေါ့နော် အချစ်ကြီးမှားတယ်နော် အခြေအမှဒီမှာမှာဆိုရင်လေနည်းနည်းလေးအကြောင်းအကြောင်းလေးပုံနေဆိုတော့လေအခြေအမှအသေးကွဲရတာတော့เนาะဒီရုပ်တရက်လေး separation ဖြစ်တာတော့ဖြစ်တတ်တယ်เนาะအဲ့လေနည်းနည်းသတိထားပေးပါတဲ့เนาะဒါလေးကိုနည်းနည်းသတိထားပေးပါချီးရမှာပေါ့เนาะအချီးရမှာတချို့ရေဆိုဖောက်ပြန်ခံရတာတော့ဘာလို့ဖြစ်တတ်တယ်เนาะ ဟုတ်တယ်တတိယသူပေါ်တာရောเนาะ၆ပြန်ခင်ရတယ်တတိယသူပေါ်တာရောဖြစ်တတ်ပါတယ်တဲ့เนาะသတိထားပြီးပါတဲ့အဲ့နောက်ကကြတော့လေနှလုံးယောဂါပေါ့နော်ဒါဒီဟိုနှက်အသေးပုံလေးပါတယ်ဆိုတော့လေအကျိုးအသေးတို့နှလုံးတို့ ਨੇ ပတ်သက်တဲ့ယောဂါတွေလေနော်အဲ့ဒီယောဂါလေးတွေတတိထားပြပါနော်အိပ်ကြီးဝဝအိပ်ပြပါနော်အသေးလေးအသေး ਨੇ ပတ်သက်တာလေးတွေပါတယ်အဲ့တော့ အဲအသည်းနဲ့ပတ်သက်တဲ့ယောဂါပေါ့နော်အဲ့တော့အေးရေးဝဝအိပ်ဖို့လိုရတယ်နောက်ကကျတော့အစိတ်အတောက်ဖြစ်စေမယ့်အရာတွေပေါ့နော်ဒါတွေကိုအာတတိထားပြီးစားတော့ဖို့လိုရတယ်နော်အဲ့တော့မှုစားတာတော့နော်ညာအိပ်ရာဝန်ခံနေကြလို့ရှင်ရေတစ်ခွက်တောက်ပြီးအိပ်ပေးတာတော့နော်ဒါပေမဲ့မှုစားတဲ့အခါမှာကိုနည်းနည်းလေးတတိထားပြီးစားပါအစာအစိတ်တင်တာတော့နော်အသည်းကိုထိခိုက်စေတာတော့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်နော်ဒါကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ message ရပါတယ် ကျမ်းမာရေးအတွက်ပေါ့နော်ကျမ်းမာရေးအတွက်သတိချရမယ်အရာလေးအေးဝဝအိတ်ဖို့လိုအပ်တယ်နော်အေးဝဝမအိတ်တဲ့သူတွေကလည်းဘာဖြစ်မလဲဆိုတော့အသေးကိုထိခိုက်တယ်နော်ညာဘက်ကိုအဲအိတ်ချိန်ပုံမှန်ပေါ့နော်ကောင်းကောင်းမွန်မွန်ဒီ6နာရီကနေ9နာရီကြာမှအိတ်တဲ့သူတွေကအသေးရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်တာမျိုးရှိရဲဆိုတာပြောရဲနော်အဲ့အတွက်ကြောင့်မလို့ဒါဂယုဆိုက်ရမယ်ကိုယ့်ရဲ့ကိုရင်းအင်္ကာတွေပေါ့နော်ဆိုတော့ ီမှာအမျိုးသမီးတယောက်ကိုတွေ့တယ်အမျိုးသမီးတယောက်ရဲ့ပုံကိုတွေ့ရယ်နော်ကိုကိုနော်ဒီအမျိုးသမီးတယောက်ကစောင့်ရှောက်နေတာမျိုးနော်အမျိုးသမီးနှက်ဖရားပေါ့နော်အမျိုးသမီးအစောင့်ရှောက်ပေါ့နော်ကိုရဲ့ဟိုနော်ကိုရဲ့ဘိုးဘေးအစောင့်ရှောက်တိစောင့်ရှောက်နေတာမျိုးတွေရှိတယ်သူတို့ကနေပြီးတော့ message ပေးတင်တာမျိုးတွေရှိတယ်နော်အဲ့တော့ကိုရဲ့နောက်မှာလေး live live စောင့်ရှောက်နေတာမျိုးတွေရှိတယ်နော်အဲ့တော့ဟိုပါလေး ကောင်းမှုကုသိုလ်တွေပါကြီးလုပ်ပြီးတဲ့အချိန်ဖျားရီပါကြီးရှင်းခိုးပြီးတဲ့အချိန်တွေမှာဆိုလို့ရှိရင်เนาะမေတ္တာဖို့အမျှဝေတာတွေလုပ်ပေးပါကိုယ့်ရဲ့အဆောင်လျှောက်တွေကိုပြီးတော့ဒီအဆောင်လျှောက်တွေကကိုယ့်ကိုချိတ်ဆက်လာတာမျိုးတွေရှိမယ် message တွေပေးလာတာမျိုးတွေရှိမယ်เนาะအဲ့ဒါလေးတွေကိုမလွတ်ပါစေနဲ့တဲ့เนาะဒါလေးတွေကိုမလွတ်ပါစေနဲ့လို့ပြောချင်တယ်เนาะသူတို့ပေးလာလိမ့်မယ်เนาะအဆောင်လျှောက်တွေကနေပြီးတော့ကိုယ့်ကိုပေးလာလိမ့်မယ် ောက်တော့ဒီမှာကြာလူနှစ်ယောက်เนาะ2 socket ပြည့် energy ကိုတွေ့တယ်နည်းနည်းချင်းဆိုင်ပြီးတော့မှเนาะအဲ့တော့အမျိုးသားနဲ့အမျိုးသမီးပေါ့เนาะ energy ကိုတွေ့ရတယ်အဲ့တော့တချို့တွေเนาะတချို့တွေဒီကနေပဲအခုဘွာကျွတ်တဲ့အချိန်ကြာလို့ရှင်ရင်เนาะစိစက်တာလက်ထက်တာမျိုးတွေเนาะ commitment level ထိသွားတာမျိုးတွေရှိနေမယ်เนาะအခြေရင်းမှာလေเนาะ commitment level တိ ထိတက်သွားတာမျိုးကြီးစိစက်တာတို့လက်ထက်တာတို့เนาะအဲ့တော့စိစက်တာလက်ထက်တာမဟုတ်ဘူးဆိုလို့ရှိရင်လည်းတချို့ကိုဟိုပါပေါ့เนาะဒီကိုယ့်ရဲ့ချစ်သူကကိုယ့်ကို commitment တကူပေးလာတာမျိုးပေါ့เนาะဒီနည်းနည်းခိုင်မာတဲ့တဆင့်တက်တဲ့ relationship အနေအထားတွေရောက်လာတာမျိုးကြီးဖြစ်တတ်တယ်เนาะအတချို့သော energy တွေမှာเนาะတချို့သော energy တွေမှာတချို့တွေကတော့ရှေ့မှာပြောရင်เนาะအသေးကွဲထားတယ်ဆိုတာမျိုးအဲ့တော့အသေးကွဲထားတဲ့လူလူတွေကဘာဖြစ်မလဲဆိုတော့လူတစ်တွေရောက်ရလာတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းမိမိအမှန်တကယ်လက်တွဲရမယ်ပေါ့เนาะအမှန်တကယ်ယူရမယ်ပေါ့เนาะကိုယ့်ရဲ့ life partner တွေက ကိုယ့်ရဲ့ဘဝတွေကိုဝင်လာတာမျိုးရှိလိမ့်မယ်တဲ့နော်ဒါလည်းနော်ခဏလေးနော်ဒါဟုတ်ပါဘောเนาะဒီက message ကနည်းပုံပုံနေရတယ်ဒီမှာဆိုရင်လူတယောက်ကလူတယောက်ကเนาะနေဦးတာညာကင်နာတာလားငါ ငားမြားနေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးအာလာပြောတယ်အဲ့တော့အဲ့တော့လေတချို့တွေပေါ့နော်ဒီကိုလုံးနေတဲ့ကိစ္စတခုဟာတဲ့နော်နည်းနည်းအထိန်ကုန်လူပန်းနေရတာမျိုးလေးတွေရှိလိမ့်မယ်တိလားအထိန်ကုန်လူပန်းတဲ့ကိစ္စမျိုးမှာဟိုဘယ်လိုကိုတော့ကွာတကယ်တမ်းပေါ့နော်အရင်ကြီး အကျိုးဖြစ်ထွန်းလာမျိုးမရှိဘူးပေါ့နော်အကျိုးဖြစ်ထွန်းလာမျိုးမရှိဘဲနဲ့အထိန်ကုန်လူပန်းရတာမျိုးတွေကြုံနေရတာမျိုးရှိရဲအဲ့ဒီအထိန်ကုန်လူပန်းတဲ့ဟာမျိုးပဲကိုကလေအထိန်ပေးပြီးတော့လုံနေတာမျိုးတွေရှိရဲကို့မှာကတခြားသောလုံရမယ့်အရာတွေအများကြီးရှိရဲဒို့ပင်မဲ့အဲ့ဒီလုံရမယ့်အရာပေါ်မှာအာယုံမဆိုင်ဘဲနဲ့ပေါ့နော်ကို့အတွက်အထင်ကုန်လူပန်းစီမဲ့အရာပေါ်မှာပဲကိုကအကျိုးတွေဟိုကပေါ့နော်အားဆိုင်နေတာမျိုးတွေတိလား အဲ့လိုတွေရှိတယ်တကယ်လို့ရမယ့်ဟာတွေလွတ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုတကယ်တန်းကိုအတွက်ပေါ့ဟိုကိုဘဝအတွက်တကယ်တန်းလို့ရမယ့်ဟာတွေကမလုတ်ဖြစ်တော့ဘဲနဲ့အဲ့ဒီမဟုတ်တဲ့ဟာတွေပေါ်မှာအချိန်ပေးနေရမျိုးလှောက်ဆောင်နေရမျိုးတွေရှိရဲ့တဲ့အဲ့ဟာလေးတွေရက်လိုက်ပါနော်အဲ့ဟာလေးတွေရက်လိုက်မယ်ဆိုရင်ကိုရဲ့အမှန်တကယ်ပေါ့နော်ကိုဘဝအတွက်အားဆိုင်ရမယ့်အရာတွေပေါ်မှာကိုကအားဆိုင်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ဒါ ကိုယ်တော့ကောင်းမွန်တဲ့ຢာတွေဖြစ်လာလိမ့်မယ်ပေါ့နော်အဓိကတော့ဒီအထင်ကုန်လူပန်းဖြစ်စေမဲ့ຢာတွေကိုရက်ပါတဲ့နော်ရက်ခိုင်းနေတယ်အာနောက်ကကြတော့လေမျက်လုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာမျက်လုံးနဲ့ပတ်သက်တဲ့ ဟိုဟာလေးတွေပေါ့နော်အဲ့မှာအဲ့လိုပေါ့အမ်ရားတာမျက်လုံးရားတာနော်မျက်လုံးသားတစ်ဝိုက်မှာဘေးဥပက်ဖြစ်တာမျိုးပေါ့နော်မျက်လုံးနဲ့ကိုတစ်ခုခုဝင်သွားတာဖုံဝင်ဖုံဝင်သွားတာပါပေါ့နော်ကိုကပွတ်တာမျိုးတွေပါပဲပေါ့နော်အဲ့လိုမျိုးလုတ်တဲ့အခါမှာမျက်လုံးကိုတစ်ခုခုလေးအာထိလိုက်သွားတာမျိုးပေါ့နော်ဒါမျိုးလေးဖြစ်တတ်တယ်ခရုစိုက်ပေးပါတယ်အရင်မပွတ်နဲ့ပေါ့နော်အဲ့လိုမျိုးလေးရှိရမျက်လုံးနဲ့ပတ်သက်ပြီးတော့အနာယူတာအနာယူတင်တာလေးရှိတယ်ပေါ့နော်မျက်လုံးကိုအရင်အားစိုက်တာမျိုးတွေမလုပ်ဘူးပေါ့နော် โอเคအဲ့ဆိုလို့ရှင်ဒီ clever လေးကနေပြီးတော့เนาะရရဲ message လေးရတော့ဒါပါပဲเนาะအခုဘယ်လိုလဲကျွန်မလည်းအရန်အယုံဆိုင်ရတဲ့ခါမှာဘီဘကအဲ့လိုအတန်နေပါရင်အများလာပြီဆိုရင်ပေါ့เนาะအယုံဆိုင်လို့မရဘူးခေတော့ thank you ပါเนาะဟိုဒါလေးကခုနိုင်နေတော့ပေါ့เนาะကျေးဇူးအများကြီးတင်ပါတယ်တဘာဝကိုစောင့်ရှောက်နေရဲ့ social group တွေရှိရဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်ကဲတော့အဲ့ဒါဆိုရင်ကျမတို့ ်ဒီမှာဆိုရင် botanic က inspiration ပေါ့နော် botanic က inspiration oracle ခလေးကိုဖတ်ပါမယ်ဒီမှာဖတ်တော့လေအဲ့လိုမျိုးခွေးအတန်လေးတွေပါသွားတယ်ပဝင်းကျင်အတန်လေးတွေပါတယ်ဆိုရင်နော်သတိထားပြီးဟိုပါပေါ့နော်အနေနဲ့သီးခံပြီးကြည့်ပြီးပါနော်ကျွန်မဝရန်နာမှာလောက်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့ okay botanic က botanical inspiration oracle ရနေပြီးတော့မှာလာကြည့်နေတဲ့လာကြည့်နေတဲ့ collective တမားလေးတွေကိုဗားရီ blue message တွေပေးမှာဆိုတာဒီမှာနော်ဗတ်တာလေးမှာ attention folder ပေါ့နော်ဆိုတော့ဘောတော့တဲ့ desk ကတော့ lily pen လေးကိုလာပေးရပေါ့နော်အဲ့တော့ lily ရမ်းနော် lily pen လေးတွေကတော့ဘာလဲဆိုတော့လေအာ majesty and bad ပါသူเนาะ majesty ဆိုတော့ဘာလဲဆိုတော့အာမြင့်မြတ်မှုပေါ့เนาะမြင့်မြတ်မှုเนาะအာ ရှားပပြီးတော့ဗောနော်လူတွေကြားထဲမှာကိုယ့်ရဲ့တံပိုးอ่ะဗောနော်အာတံပိုးတစ်ခုမြင့်နေတာမျိုးเนาะရှားပပြီးတော့မှာကိုယ့်ရဲ့တံပိုးอ่ะအာ တံမိုးထဆက်ဆံခံရတာမျိုးပေါ့နော်ပြောချင်တာကလေအဲ့တော့အလူရီဟာကိုယ့်ရဲ့တံမိုးကိုတိလာတာမျိုးပေါ့နော်အခုလာကြည့်နေတဲ့လူလေးတွေ collective သမားလေးတွေရေနော်တံမိုးကိုနော်တိလာတာမျိုးလူရီဟာကိုယ့်ရဲ့တံမိုးကိုနားလေလာတာမျိုးတွေဖြစ်တတ်တယ်နော်နောက်ကတော့ကိုကလေဒီလူတွေဟိုပါပေါ့နော်ကိုယ့်ရဲ့လူမှုဘဝဆက်ဆံရေးတို့မျိုးကိုယ့်ရဲ့အချစ်ရေးမှာပေါ့နော်ကိုက ကိုယ့်ရဲ့ကောင်းတဲ့ကောင်းွက်တွေပေါ့နော်ဒီဟာလေးတွေကိုလူတွေကသတိထားမိလာတာအာယုံဆိုင်မိလာတာမျိုးပေါ့နော်ဒါမျိုးလေးဖြစ်တတ်တယ်အဲ့တော့ကိုကတော့အကုန်လုံးထဲမှာပေါ့နော်ပြောရရင်တော့ကိုယ့်ရဲ့ဒီစိတ်ထားလေးတွေเนาะကိုယ့်ရဲ့ဒီအပြုအမူလေးတွေအပြောဆိုအမူအရာလေးတွေ ਆ ပေါ့เนาะဒီကိုယ့်ရဲ့ချစ်သူရဲ့အပေါ်မှာတို့မဟုတ်အဲဒီလူမှုပတ်ဝန်းကျင်မှာဆိုရင်ဟော ီလိုလေးတွေကရှားပါတယ်ဒီလိုလူမျိုးကရှားတယ်ပေါ့ပြောချင်တာတော့ပေါ့နော်အဲဒီလိုလူမျိုးကရှားတယ်အဲသူ့ကိုတံမိုးထားတဲ့နဲ့စသဖြင့်ပေါ့နော်အဲ့လို energy လေးတွေအာသူတို့မှာခံစားလာရတာမျိုးရှိတယ်တဲ့နော်ဟုတ်ကြတော့ the folders เนาะ the folder ရောဒီမှာဗာပြောလဲဆိုတော့ဒီမှာဆိုရင် နာစစ်စစ်ချက်เนาะအဲ့တော့ the folder က rebirth and new beginning နဲ့เนาะအဲ့တော့ဒါကဘာပြောလဲ rebirth and new beginning ပြောတဲ့အတွက်ကြောင့်မို့လို့เนาะအစအစ်တွေဖြစ်လာတာမျိုးတချို့တွေဆိုလို့ရှိရင်အလုတ်ကင်အစ်တွေရလာတာเนาะ opportunity အစ်တွေရလာတာတဖန်ပြန်လဲမွေးဖွားလာတာပြောချင်တာကလေအဆုံးအသက်တွေကိုထားရစ်ခဲနိုင်တယ်ပေါ့เนาะတချို့တွေဆိုလို့ရှိရင်အရန်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတဲ့ relationship တွေကနေပြီးတော့မှလွတ်မြောက်လာတာမျိုးเนาะအဲပြီးတော့ကို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 မကောင်းနေတယ်ပေါ့เนาะပတ်ဝန်းကျင်ကနေပြီးတော့ယုံထွက်လာနိုင်တာမျိုးပေါ့เนาะ ော်အဲ့လိုပုံစံမျိုးကြီးရှိရဲအဲ့တော့ new beginning နေเนาะအစတက်တွေဖြစ်လာလိမ့်မယ်เนาะပြန်လည်မွေးဖွားသလိုအစတက်တွေဖြစ်လာလိမ့်မယ်နောက်တော့တချို့ကျတော့ narcissist ပေါ့เนาะကို့ပုံမှာအရန်အတ္တကြီးနေတဲ့သူတွေအတ္တကြီးနေတဲ့ပတ်ဝန်းကျင်တွေအတ္တကြီးနေတဲ့မိသားစုပေါ့เนาะဒါမှမဟုတ်အတ္တကြီးနေတဲ့ဒီအချစ်ရေးတွေပေါ့เนาะဒီလိုလူတွေပေါ့အဲ့လိုလူတွေဈားတွေကနေကို့ကလေ blue ဆိုတော့မကောင်းတဲ့အရာတွေကနေပြန်မကိုယုံထွက်လာနိုင်တာမျိုးเนาะကို့ရဲ့စိတ်ကိုတဆင်းနှင့်တင်လာနိုင်တာမျိုးရှိလိမ့်မယ်တဲ့เนาะအဲ့တော့ ဟောဟိုစွန်းစွန်းလာလို့လေ painful ending ဆိုတော့ကို့အတွက်ပေါ့နော်နာကျင်ခံစားရတွေကအဆုံးသတ်ဖြစ်သွားပါပြီတဲ့နော်ကို့အတွက်ကောင်းမွန်တဲ့ new beginning တွေကစတင်ကြိုဆိုနေပါပြီတဲ့နော်အဲ့တော့ဒါလေးက the folder ဆိုတဲ့ဟာလေးနော် snapdragon နဲ့နော် snapdragon ကဆိုတော့ဒါကပါလဲဆိုတော့နော် graciousness ဆိုတော့လေ grace ဆိုတာက ကျက်တည်ရေပေါ့နော်ကျက်တည်ရေမင်္ဂလာလို့ခေါ်တယ်နောက်တစ်ခါကျတော့လေအော်နောက်တစ်ခါကျတော့ဗာလဲဆိုတော့လေကျင်နာခြင်းတရားပေါ့နော်အကျင်နာပေါ့နော်ကျင်နာခြင်းတရားအပေါ့နော်ပြောချင်တာကဗာလဲဆိုတော့လေကျင်နာခြင်းတရားမရှိဘူးဆိုရင်ပေါ့နော်ဟိုဘလောက်သေးတဲ့ ကိစ္စလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဘလောက်ပဲသေးနေပါကိစ္စရဲ့တခုပါပေါ့နော်ဘလောက်ကြီးပဲသေးနေပါစေဘလောက်ကြီးပဲပေါ့နော်အရင်ဟိုဟာဖြစ်နေပါစေပေါ့နော်အဲ့ဒီအပြုအမူမှားတယ်နော်ဒီကျင်နာရဲပေါ့နော်ဒီကျင်နာတရားမရှိဘူးဆိုလို့ရှင်တဲ့ဒီဟာအကုန်လုံးကဒါအလကားပဲပေါ့နော်ဒီသူအငြင်းရန် waste up ဖြစ်သွားနိုင်တယ်တဲ့ပြောချင်တာကတော့ကိုပေါ့နော်ကိုရဲ့ဒီ grace ဆိုတော့တောက်ပမှုကိုရဲ့ဒီ တက်တည်ရေเนาะကိုယ့်ရဲ့ပေါ့เนาะကောင်းမွန်တဲ့အရာတွေပေါ့เนาะဒီလိုမျိုးဖြစ်လာဖို့ solution ရင်ကိုယ့်ရဲ့ action တိုင်းပေါ့เนาะကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းမှာတဲ့เนาะအကျင့်နာတရားထည့်ပြီးဖို့လိုအပ်တယ်အကျင့်နာတရားနဲ့ပေါ့เนาะဆက်ဆံဖို့လိုအပ်တယ်ကိုယ့်ရဲ့ကျင့်နာခြင်းကိုမျှဝေဖို့လိုအပ်တယ်တဲ့အဲ့တော့ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်အလုပ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပေါ့เนาะကိုယ်နဲ့အဲဒီမိသားစုထဲမှာပဲဖြစ်ဖြစ်ပေါ့เนาะ အာပြောရရင်တော့အကျင်နာတရားလေးနဲ့ဆက်ဆံတာမျိုးပေါ့နော်အကျင်နာတရားလေးနဲ့ဆက်ဆံမျိုးမှာကိုကကျင်နာစင်းကိုပဲရင်ဝင်ပိုက်ထားတာမျိုးဆိုရင်နဲ့ကိုကိုတိုင်းကလည်းပေါ့နော်ညင်လိုက်တာနဲ့ကိုမျက်နှာလေးကစက်တည်ရှိနေမယ်နော်အာစက်တည်ရှိနေမယ်နော်နောက်ကကြတော့ကိုကိုလည်းလူတွေကလည်းဒါကုညီခြင်းစိတ်တွေပေါ့နော်ဖြစ်နေမယ်ကိုကိုတိုင်းကလည်းလူတွေကိုဟိုအကျင်နာတရားနဲ့ဆက်ဆံတဲ့အတွက်ကြောင့်မို့ကိုကကုညီပေးဖြစ်နေမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့ ဒီလိုစိတ်ကလေးထားပေးဖို့လိုအပ်တယ်ပေါ့နော်ကိုယ်လည်းလူတွေကအဲအဲ့လိုမျိုးပေါ့နော်ကို action ယူခြင်းအပြင်ဆိုလို့ရှိရင်လည်းကို့အပေါ်မှာကို့ကိုတကယ်ကိုဟိုလူတွေကတင်ကျင်နာနာနဲ့ဆက်ဆံလာတာမျိုးကိုကလည်းလူတွေကိုတင်ကျင်နာနာနဲ့ဆက်ဆံပေးတာမျိုးပေါ့နော်ပြောရရင်တော့ reflect ပေါ့ဒါမျိုးလေးတွေရလာတာမျိုးဖြစ်ပါလိမ့်မယ်တဲ့နော်အဲ့တော့ okay ဒီမှာဆိုရင် စပက်ကတ်စတင်းကနေပြီးတော့ဗောနော်ကိုယ့်ရဲ့အဆောင်လျှောက်တွေကနေပြီးတော့ဘာတွေပြောပြီးမလဲသဘာဝရဲ့အဆောင်လျှောက်တွေဗောနော်ဒီမှာဆိုတော့ကိုယ့်ရဲ့ဘိုးဘွားအဆောင်လျှောက်တွေဘိုးဘီအဆောင်လျှောက်တွေအနေနဲ့ဒီမှာလာကြည့်နေတဲ့အဲ့လိုတစ်ခါလေးရဲ့အတွက်ကိုဘာလေးတွေတည်တင်းတိုက်ဆိုင်ဖို့ပြောပြီးမလဲ love တယ်เนาะအချစ်เนาะတချို့ရေဆိုရင်အချစ်ရင်းမှာကံကောင်းနေတာမျိုးเนาะဒါအချစ်ရင်းမှာ new beginning နေရလာတာမျိုးအချစ်တစ်တွေတွေ့လာတာမျိုးเนาะမကောင်းတဲ့အချစ်တွေကနေမကောင်းတဲ့ဒီ relationship တွေကနေယုံထွက်လာတာမျိုးဆိုတာပြောရယ်เนาะဖြစ်လာလိမ့်မယ်အဲ့တော့အချစ်ရင်းမှာကံကောင်းလာတာမျိုးတွေเนาะတချို့တွေဆိုလို့ရှိရင်အရှိအဒီဒီစွန်းစမတော့ဒီဟာလေးကိုဖတ်ပေးတော့ဟာဆိုလို့ရှိရင်เนาะတချို့ commitment ပေါ့เนาะရလာတာမျိုးကိုနဲ့တကယ်တမ်းအမှန်တကယ်လက်တွဲရမယ့်သူတွေနဲ့เนาะကြုံတွေ့လာတာမျိုးတွေဖြစ်နေမယ်တဲ့ inspiration เนาะ ။အဲမိမိရဲ့နော်ဒီအတွင်းဘက်ပေါ့နော်ဒီကိုယ့်ရဲ့ဒီစိတ်နှလုံးကိုယုံကြည်ပါတဲ့နော်ယုံကြည်ပါ ကိုယ့်ရဲ့ spiritual line လမ်းကြောင်းပေါ့နော်တချို့တွေဒီမှာလာကြည့်နေတဲ့သူလေးတွေမှာဆိုလို့ရှိရင်เนาะ spiritual လမ်းကြောင်းကိုရှောက်နေတဲ့သူတွေရှိလိမ့်မယ်เนาะ spiritual ဘိုင်းကိုယုံကြည်တာဒီလိုဂံမီယပညာတွေကိုယုံကြည်တာเนาะအဲ့လိုမျိုးပေါ့နော်ရှိရဆိုရင်ဒီ spiritual သမားတွေ healing လုပ်နေတဲ့သူလေးတွေပါတယ်ဆိုရင်เนาะကိုရှောက်နေတဲ့လမ်းကိုเนาะတေချာချာလေးယုံကြည်ချက်ရှိရှိလေးနဲ့เนาะဒီမှာစင်တာတရားเนาะမြတ်တာတရားတွေကိုเนาะအာဟိုဟာလောက်ပြီးတော့ပေါ့နော်ဒီအခြေခံပြီးတော့မှဆက်သွားပါတယ်เนาะဒါလမ်းကြောင်းမှန်ပေါ့ရောက်နေရပြီပေါ့နော် ။ဘာလို့ကြတော့ family เนาะဒီမှာဆိုရင်မိသားစုတချို့ရေဆိုလို့ရှင်ရင်းเนาะအလုပ်တွေအရန်ရှုံနေပြီးမိသားစုကိုအချိန်မပေးနိုင်တဲ့သူတွေပါကောင်းပါနိုင်တယ်။အဲ့တော့မိသားစုကိုဂယုစိုက်ပေးဖို့လိုအပ်တဲ့အချိန်မျိုးလည်းဖြစ်ပါတယ်တဲ့เนาะ။အဲ့တော့မိသားစုနဲ့ပတ်သက်ပြီးတော့အချိန်ပေးရမယ်သို့မဟုတ်ကိုယ့်ရဲ့မိသားစုထဲမှာတော့ပျော့ပျော့ရွှင်ရွှင်နဲ့ပေါ့เนาะဒီပြန်ပြီးတော့မှမိသားစုတွေပေါင်းစည်းလာရတာမျိုးပြန်လဲစုံတွေ့ရတဲ့အချိန်တွေ အာရောက်လာလိမ့်မယ်တဲ့เนาะတချို့ဆိုလို့ရှင်မိသားစုတွေပြန်ส่งရတာမျိုးပေါ့เนาะတဝဲတပြားဖြစ်နေတဲ့သူတွေဆိုပြန်ส่งရတာမျိုးပေါ့เนาะမိသားစုတွေမှာညင်ညင်ညံ့ညံ့လေးတွေပြန်ဖြစ်လာတာမျိုးပေါ့เนาะဒီမှာဆိုရင်လာပြီးဝင်ရလဲตาနေတော့လीအဲ့တော့မိသားစုတွေထဲမှာပြန်ပြီးတော့มาตาရပျော်ရွှင်လာတဲ့မိသားစုတွေဖြစ်လာလိမ့်မယ်တချို့တွေအချိန်မပေးဖြစ်ဘူးဆိုရင်မိသားစုတွေထဲမှာမငိမ့်ချမ်းနေဘူးပေါ့เนาะမအေးချမ်းနေတဲ့သူတွေလည်းပြန်လဲအေးချမ်းလာလိမ့်မယ်ပြန်လဲငိမ့်ချမ်းလာလိမ့်မယ်မိသားစုကိုလည်းအချိန်တစ်ခုပေးဖို့လိုအပ်နေတာမျိုးတွေတွေ့ရတယ်ပေးလိုက်ပါလို့ပြောကြတယ်ပေါ့เนาะ ်မိသားစုကိုဂရုစိုက်ရမယ့်အချိန်ဖြစ်တယ်ပေါ့နော်အတော့ဒီ energy လေးပြီးပါတယ်အဲ့တော့ခဏလေးနော်ချက်ပြတော့မှဘာလေးတွေချက်ပြုံးမလဲ ဘာဖြစ်တော့တချို့တွေအရန်ဝင်ပြီးနေတာမျိုးရှိတယ်เนาะမိသားစုတောင်ဝင်နေထမ်းရင်းနဲ့အရန်ဝင်ပြီးနေတဲ့သူတွေရှိရဲ့တဲ့เนาะအဲ့တော့ခါလီကြောက်လို့ရှိရင်เนาะကိုယ့်ရဲ့ဘောเนาะဒီကိုထမ်းပိုးထားတဲ့အရာကြီးကဘာကြီးတခုလုံးကိုကထမ်းပိုးထားလို့မရဘူးဘောเนาะအဲ့တော့အရာအားလုံးကိုကိုယ့်ရဲ့လုံမယ်ကိုယ့်ရဲ့တောင်ဝင်ယူရတယ်ဆိုတဲ့သူလေးတွေပါလိမ့်မယ်ဘောเนาะအဲ့ဒီလူတွေကတဲ့เนาะကိုယ့်ရဲ့ဝင်တော့ဝင်ပိုးတွေကိုလွှတ်ချမယ်အချိန်ဖြစ်ပါတယ်တဲ့เนาะခဏလေးကိုထမ်းထားတဲ့အရာတွေမှာနည်းနည်းလေးရှော့ချပါဘောเนาะဝင်တွေကိုရှော့ချဖြစ်ပါတယ်เนาะတယောက်တည်းစိတ်မိတ်ခံစားနေရတာမျိုးเนาะတယောက်တည်း ဟိုယုံကန်လှူရှားနေရတာမျိုးရှိရယ်ဆိုရင်သူတို့တွေကနည်းနည်းလေးပေါ့နော်ကိုယ့်ရဲ့ weight တွေကိုကိုယ့်ရဲ့ခံပိုးထားတာတွေနည်းနည်း short လိုက်ပါရတယ်เนาะအရန်ပင်မန်းနေကြတယ်တချို့ဆိုရင်เนาะအလုတ်ပင်မန်းနေကြတယ်မနိုင်ဝင်ထမ်းထားရတယ်တပီပါလိမ့်မယ်เนาะတချို့ဆိုရင်နိုင်ငံရဲ့ချားမှာအလုတ်တွေသွားလုပ်နေရတယ်အရန်ပင်မန်းနေတယ်မိသားစုအတွက်ကိုယုံကန်ပေးနေရတဲ့သူတွေပါလိမ့်မယ်เนาะအဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်เนาะเนาะဟိုဟိုဟိုပါဗောเนาะတစ်ဖက်ကနေကြည့်မယ်ဆိုရင်ဩ ကိုယ်ကမိသားစုအတွက်ကိုနော်ရုန်းကန်နေရတယ်ရှာဖွေနေရတယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်လည်းဒီဟာကနော်ဘာပြောရရင်တော့ကိုတယောက်တည်းတူတည်းကောင်းစားဖို့အတွက်လောက်တာမဟုတ်ဘူးနာစစ်စစ်နော်အဲ့ဒါအတကြီးနေလို့မရဘူးပေါ့နော်ပြောချင်တာကတော့လေအတတွေအရင်ကြီးနေလို့မရဘူးဘာလို့ဆိုတော့ကိုရဲ့လှုပ်ဆောင်ချက်ဒီကိုရဲ့မိသားစုနော်ကိုတယောက်တည်းအတွက်မဟုတ်ဘဲနဲ့ကိုရဲ့ပတ်ဝန်းကျင်နော်ကိုရဲ့မိသားစုကိုရဲ့အတိုင်းဝိုင်းကောင်းဖို့ဆိုတာမျိုးပေါ့နော်ပြောရရင်တော့ကိုတယောက်တည်းကိုဥတီတာမျိုးမဟုတ်ဘဲနဲ့အများအကျိုးအတွက်ဆိုတာမျိုးတွေကိုခေါင်းထဲထည့်ထားလိုက်လို့ရှိရင်ကိုထန်းထားတဲ့ဝင်ကနည်းနည်းလေးပေါ့သွားလိမ့် ်မယ်တဲ့နော်အဲ့တော့မဟုတ်ပဲနဲ့ပေါ့နော်ငါတယောက်တည်းရုံးကန်နေရတယ်ငါတယောက်တည်းပဲလုံနေရတယ်ငါတယောက်တည်းပဲတာဝန်ယူနေရတယ်စသဖြင့်ပေါ့နော်ငါငါနဲ့အဲ့လိုမျိုးတက်နေရဆိုရင် ကိုယ့်ရဲ့တာဝန်တွေကပို့ပြီးတော့လေးလံလိမ့်မယ်နော်အဲ့တော့လူတွေဟာနော်ကမ္ဘာမြေကြီးကိုရောက်လာတဲ့အချိန်မှာတနည်းကြလို့ရှိရင်လူတိုင်းကပြန်ထွက်သွားရမှာကြီးပဲဘလောက်ကြီးပဲချမ်းသာတယ်ပဲပြောပြောဘလောက်ကြီးပဲဆင်းရဲတယ်ပဲပြောပြောတနေ့မှာဘာမှမပါဘဲနဲ့လက်ပလာကြီးပဲပြန်ထွက်သွားရမယ်လူတွေကြီးပဲဖြစ်ပါတယ်အဲ့တော့ရှင်သန်နေတဲ့အချိန်ခဏအတွင်းမှာเนาะကို လှုပ်ဆောင်နိုင်တဲ့အရာကိုအကောင်းဆုံးပုံဖော်ပုံဖော်ပြီးတော့ဗောနော်လှုပ်ဆောင်ပြီးတော့မှအများအကျိုးအတွက်အကျိုးရှိမဲ့အရာတွေကိုလှုပ်ဆောင်သွားမယ်ဆိုရင်နောက်ဆုံးကိုထွက်သွားရင်တောင်မှပဲဘာဖြစ်လဲကိုရဲ့နော်ကောင်းမွန်တဲ့ဒီခြေရာတွေခြံထားခဲ့တာတွေနော်ကောင်းမွန်တဲ့ကိုရဲ့အဲဒီအကျိုးဆက်တွေခြံထားခဲ့မယ်ဆိုရင်ကိုရဲ့နောင်လာနောက်သားတွေနော်တခြား ကိုကြောင့်မလို့ဗောနော်အကျိုးရှိသွားတဲ့သူတွေအတွက်ကိုလူဖြစ်ရတာတန်တယ်လို့ပြောလို့ရတယ်ဗောနော်ဒါကြောင့်မလို့ကိုတယောက်တည်းယုံကန်နေရတယ်ကိုတယောက်တည်းထမ်းပိုးနေရတယ်ဆိုပြီးတော့မှကိုကိုအရန်ကြီးဟိုမခံယူပါနဲ့နော်ဖြစ်နိုင်တော့အဲ့လိုမျိုးလေးတွေးပြီးတော့မှဒါကအလုံးကောင်းမှုအတွက်လုပ်နေတာဆိုတဲ့စိတ်ကလေးနဲ့ပေါ့နော်ဒါမုံမြတ်တဲ့စိတ်ပေါ့နော်အဲ့ဒါလေးကိုခံယူချက်ထားပေးပါနောက်တစ်ခါကျတော့ဆောနာအပေါ်မှာပြောခဲ့သလိုပဲ အကျင်နာပေါ့နော်ကျင်နာတရားပေါ့ကျင်နာမှုပေါ့ဒီဟာလေးကိုစိတ်ရင်းခံပြီးလိုက်ပါလို့ပြောချင်တယ်နော်အတ္တတွေကိုအခြေမခံမင်းနေပေါ့နော်ဒီပရာဟိတာမိမိရဲ့ဒီအတ္တဟိတာကိုအခြေမခံမင်းနေပရာဟိတာကိုအခြေခံလိုက်တယ်ဆိုရင်တော့ကိုယ်ထမ်းဖို့ထားရဲ့ဒီဝင်နေရအဲဒါပေါ့သွားတယ်လို့ခံစားရလိမ့်မယ်ပေါ့နော်အမှန်တကယ်တော့ပေါ့သွားတာတော့မဟုတ်ပေမယ့်ဘာဖြစ်ဖြစ်စိတ်ကအများကြီးနေလို့ကောင်းသွားတာမျိုးကြီးရှိပါလိမ့်မယ်တဲ့နော်အဲ့တော့ဒီမှာကလေနည်းနည်းလေးပေါ့နော်အခု ဒါက angel message တွေ universe message ပုံစံမျိုးပေါ့เนาะဒီဒီတဘာဝရဲ့အဆောင်လျှောက်တွေစီကနေပြီးတော့ခံယူရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေက healing message တွေဖြစ်ဖို့များမယ်เนาะ healing message တွေဖြစ်ပါလိမ့်မယ်ဘိုလ်လိုမျိုးတွေအခြေအေးတည်တံ့လဲဟုတ်ချင်မှာပေါ့เนาะဒါပေါ်လာတဲ့ဟာတွေပြောပါ compassion နဲ့ပြောလို့တောင်မှပဲเนาะပဇက်မပေတဲ့ compassion မေတ္တာထားရမယ်ကဘာပေါ်မှာမေတ္တာမေတ္တာတရားဟာအရေးကြီးပါတယ်တဲ့เนาะအဲ့တော့အဖြူမဲเนาะခွဲခြားနေတာတွေเนาะအနေအမြင့်ခွဲခြားနေတာတွေเนาะ တယောက်ကိုတယောက်ခွဲခြားဆက်ဆံနေတာတွေကိုမလုပ်ပါနဲ့တဲ့เนาะအဲ့တော့မေတ္တာနဲ့ပဲပေါ့เนาะအချင်းချင်းကိုဆက်ဆံပါတဲ့เนาะကဲလို့ကို့မိသားစုတွေထဲမှာလည်းပဲမေတ္တာတရားခေါင်းပါနေရဆိုရင်ပြန်ပြီးတော့မွေးမြူပါမယ်เนาะပြန်လဲလှူဆောင်ရမယ်เนาะချစ်တက်ရမယ်မိသားစုကိုချစ်တက်ရမယ်မိဘကိုချစ်တက်ရမယ်ကိုယ့်ရဲ့ကိုယ့်ရဲ့ မိမိဘတွေပေါ့နော်မိဘတွေကိုချက်အောင်ကိုယ့်ရဲ့အဲနောက်ပါကျကိုယ့်ရဲ့အမျိုးသမီးနော်ကိုယ့်ရဲ့မိန်းမကိုယ့်ရဲ့ခလေးပေါ့နော်စသဖြင့်ကိုယ့်ရဲ့မိသားစုကိုကိုယ်တိုင်းတည်ဆောက်ထားတဲ့ကိုယ့်ရဲ့မိသားစုကိုတန်ဖိုးထားရမယ်မြေတားထားရမယ်ဆိုတာလေးပြရတယ်တချို့တွေကအရင်နဲ့ဘလူးဖြစ်လဲဆိုတော့လေကိုယ့်အိမ်ရလူတွေကိုပဲမကောင်းမြင်နေတယ်ကျန်တဲ့လူတွေပေါ်မှာအကုန်ကောင်းတယ်အဲ့လိုမျိုးတွေရှိရနော်တချို့တွေကလေအဲ့တော့အိမ်ရလူတွေကြာရင်နိုင်ထက်စီးနေအရင်ဆက်ဆန်တာပဲသိရမလားအပြင်းလူတွေနဲ့ကြာရင်အကုန်တဲ့တယ်ဒါမျိုးတွေရှိရနော်အဲ့လိုမျိုးမလုပ်ရပါဘူးတဲ့နော်အခုကအဓိကက ကိုကနေပြီးရပါတော့ကိုရဲ့မိသားစုကိုရဲ့မိသားစုအနေမှာတစင်ကိုရဲ့ပတ်ဝန်းကျင်ဒီလိုမျိုးသွားမှရမယ်ပေါ့နော်အဲ့တော့အဓိကကဗဟုပြုရမှာကအဓိကအဓိကကမိမိရနေမိမိရဲ့မိသားစုမိမိရဲ့ပတ်ဝန်းကျင်ဒီလိုဗဟုပြုရမှာနော်အဲ့တော့ဟိုအပြင်ကနေအแทးကို စုသွားမှုအတွင်းရနေပြီးတော့မှအပြင်ကိုပြန်ထွက်လာမှာเนาะအဲ့လိုမျိုးမိမိကိုယ်တိုင်ကမိမိရဲ့မိသားစုအတွင်းမှာမငြိမ်းချမ်းနေပဲနဲ့တခြားအတူတွေပေါ်မှာငြိမ်းချမ်းမှုတည်ဆောက်လို့မရဘူးပေါ့เนาะအဲ့တော့တခြားသူတွေနဲ့အဆင်ပြေဖို့ဆိုရင်အိမ်နှင်းမှာအဆင်မပြေနေပဲနဲ့ခြားသူတွေနဲ့လည်းအဆင်ပြေမှာမဟုတ်ဘူးပြောကြတာကလေအဲ့တော့အိမ်နှင်းမိကိုအရင်ငြိမ်းရမှာပေါ့เนาะအဲ့လိုသဘောမျိုးလေးပြောကြတာเนาะပီးစ်တယ်เนาะပြောပြောလို့တော့မဆုံးဘူးเนาะအိမ်မှာလည်းငြိမ်းချမ်းရေးတယ်เนาะပီးစ်တယ်ငြိမ်းချမ်းရေးတယ်เนาะအဲ့တော့โอเค ဲ့တော့လာကြည့်နေတဲ့လူလေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်စိတ်တွေမငြိမ်းချမ်းဖြစ်နေမှာဆိုရင်ငြိမ်းချမ်းလာမယ်နော်ငြိမ်းချမ်းမှုတွေရလာမယ်နော်စိတ်အေးချမ်းလာမယ်စိတ်ငြိမ်းချမ်းလာမယ်ပေါ့နော်အခုဒီ message လေးတွေကိုကြားရတဲ့သူတွေမှာနော်တချို့သောသူတွေအတွက်မှာလိုအပ်လို့ကြားတဲ့ကြားထိုင်လို့ကြားကိုကြားရတာမျိုးတွေရှိလာလိမ့်မယ်နော်ဒီလိုလေးဒီက message တွေရသွားပြီးတဲ့အချိန်မှာအမီမီအတိုင်းတာတစ်ခုအထိပေါ့နော်မိမိကိုယ်တိုင်ပြောင်းလဲပြုပြင်လာလာနိုင်တဲ့အခါမျိုးမှာပေါ့နော်ဒီရဲ့ကောင်းတဲ့ energy တွေတည်ကြပေါ့ ခံစားရလိမ့်မယ်ပေါ့နော်။ဒေတာပေါက်လေးစံစားရလိမ့်မယ်တဲ့နော်။ Okay thank you ပါ။ကျေးဇူးတင်ပါတယ်။နော်။အဲ့တော့ဟိုဟွာလေးလေးအိမ်မြောင်လေးလေးတွန်လာကြတော့နော်။အိမ်မြောင်အိမ်မြောင်ဆုပ်ထိုးလိုက်တယ်။အဲ့တော့ piece ပေါ့နော်။ငိမ့်ငန်းရေးရလာမယ်။ငိမ့်ချမ်းလာမယ်ပေါ့နော်။ Okay လို့လက်ရှိမှာကိုကကအရန်ပူလောင်နေတဲ့ဝင်ဝင်တော့ဝင်ဖို့တွေထမ်းထားရတယ်ဆိုပြီးတော့မှကိုကိုကိုခံစားနေရတဲ့သူတွေဆိုလို့ရှင်လေနော်။လွတ်ချတက်လာမယ်နော်။အဲစိတ်ကိုထားတက်လာမယ်ပေါ့နော်။စိတ်ထားတက်လာမယ်လွတ်ချတက်လာမယ်။ငိမ့်ချမ်းရေးရလာမယ်။ငိမ့်ချမ်းလာမယ်ပေါ့နော်။ prosperity เนาะဒါလေးကိုရသည်ကျွန်တော် prosperity အဲ့တော့ဆိုတော့လို့ပြည့်စုံကြွယ်ဝမှုတွေเนาะအဲကြွယ်ဝမှုတွေချမ်းသာမှုတွေပေါ့เนาะဒီဟာတွေကလည်းအဲ့လိုစိတ်ကိုပြောင်းလဲလိုက်တဲ့နောက်မှာ ါလာလိမ့်မယ်နော်စိတ်ကိုပြောင်းလဲလိုက်ရင်တော့မှပါလာလိမ့်မယ်ကိုကပါလဲဆိုတော့လေကောင်းတဲ့ဥစ္စာကိုဥတီပြီးတော့မှတွားနေတယ်ကောင်းတဲ့ဥစ္စာကိုဥတီပြီးတော့တွေးနေတယ်ဆိုရင်ဆွမ်းတော်တော့ကိုလှုပ်ဆောင်နေတဲ့အရာတွေကအဲ့ဒီကောင်းတဲ့အကျိုးဆက်တွေတရားပေါက်ခံစားရလိမ့်မယ်ဥပမာကွာမိသားစုအတွက်ရုန်းကန်နေရပါတယ်ဟာငါတယောက်တည်းပင်ပန်းနေပြီးစသဖြင့်ပေါ့နော် negative တွေပဲတွေးနေမယ်အစားအာငါဒီလိုစူးစမ်းရုန်းကန်နေရတာကမိသားစုအတွက်ကောင်းစီရယ်နော်ငါတယောက်တည်းအတွက်လည်းမဟုတ်ဘူးငါဟာအများကျိုးပြုတ်နေရတဲ့သူစသဖြင့်မုံမြတ်တဲ့စိတ်ထားတွေပေါ့နော်တွေးပြီးတော့မှကိုကို ကို energy ကိုပြန်ဖွင့်နိုင်တဲ့သူကဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့ကောင်းတာတွေကိုကိုယ်ကပြန်ပြီးတော့အာဆွဲခေါ်လာနိုင်တယ်ပေါ့နော်ဆွဲခေါ်လာနိုင်တယ်ပြီးတော့ prosperity ကျွယ်ဝချမ်းသာမှုတွေနဲ့เนาะဒီကြည်လင်အေးချမ်းသွားတဲ့စိတ်ဟာဆောနာပါငြိမ်းချမ်းသွားတဲ့စိတ်ပေါ့နော်ငြိမ်းချမ်းသွားတဲ့စိတ်ဟာကောင်းမွန်တဲ့အရာတွေကောင်းမွန်တဲ့ energy တွေကိုဆွဲခေါ်ပြီးတော့မှဆောနာလို့ငွေကြေးဥစ္စာဒဏ္ဍာရီကိုယ့်အတွက်အခက်အခဲဖြစ်နေတာအရာလည်းပြည့်လည်သွားပြီးတော့မှเนาะကောင်းတဲ့ဒီ ကျွေးဝါမှုတွေကိုကိုကိုယ်တိုင်ကဆွဲခေါ်လာနိုင်တဲ့အနေအထားတွေဒီဖြစ်လာပါလိမ့်မယ်တဲ့နော် prosperity ဖြစ်လာတယ်နော် okay thank you protection တဲ့အဲ့တော့အရင်များပေါ့နော်ကို့မှာဒီမှာဆိုရင်နော် mother at နော်အဲ mother at ရောက်ရောက်လာပြီနော်ဒါနောက်ဆုံးကပ်ကလေးပါ thank you နော်အဲ့တော့ဒီမှာဆိုရင် protection နဲ့ကာကွယ်ပေးနေပါတယ်အဆောင်လျှောက်တွေရှိပါတယ်တဲ့အဲ့တော့လာကြည့်နေတဲ့သူလေးတွေမှာဆွမ်းတော့အရှိမပြောသွားရယ်နော် spiritual line လမ်းကြောင်းကိုလိုက်နေတဲ့သူတွေပါလိမ့်မယ်နော်နောက်ခါကျတော့ဒီလိုပြောနော်အဆောင်လျှောက်ကောင်းတဲ့သူတွေပါလိမ့်မယ်နော်အဆောင်လျှောက်ကောင်းတဲ့သူတွေပါလိမ့်မယ်အဲသူတို့တွေကနော်ဆက်သွားပါတချို့တွေကလည်းအဆောင်လျှောက်နောက်သားပြင်တော်လေးအကုန်လုံးကြီးွားကအဆောင်လျှောက်ရှိတယ်เนาะကို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 ရိုင်းကဒါကိုမသိလို့ပေါ့เนาะမသိလို့ပြီးတော့အဓိကစိတ်မငြိမ်းချမ်းတဲ့ခါကျတော့အဆောင်လျှောက်ကပြောတဲ့အတန်ကိုမကြားကြရတာမျိုးပေါ့เนาะ ဲ့တော့ဒီမှာဆိုရင် mother of at ကเนาะမိခင်ကဘာမိကြီးရောတဲ့เนาะအားလုံးကိုเนาะကာကွယ်ပေးနေပါတယ်စောင့်ရှောက်ပေးနေပါတယ်လို့ပြောတယ်အဲ့တော့မိမိကเนาะဟိုကြောက်စရာလည်းမလိုဘူးအမြဲတမ်းဝင်တော့ဝင်ဖို့တွေပြနေပြီးတော့မှစိတ်ညစ်နေစရာလည်းမလိုပါဘူးเนาะအဲ့တော့အကောင်းဆုံးပေါ့เนาะကိုယ့်ရဲ့ energy လေးကိုပြန်လည်ပြုပြင်ပြောင်းလဲပါနော်ကိုကိုကိုချစ်တဲ့ energy လေးကိုလည်းပြန်လည်မွေးဖွားပါပြီးတော့မိမိရဲ့မိသားစုမိမိရဲ့ပတ်ဝန်းကျင်ကိုချစ်တဲ့စိတ်ပေါ့နော်အဓိကမေတ္တာတရားကိုခြေခံတဲ့စိတ်နော် ကျင့်တာတရားပေါ့နော်မေတ္တာတရားအကျင့်တာတရားကိုအခြေခံတဲ့စိတ်တွေနဲ့เนาะဒီအကောင်းမှုဆုံးပေါ့နော်ဒီဆွမ်းနာလူလေးလံနေတဲ့အရာတွေကိုလည်းလွှတ်ချပြီးတော့မှเนาะစိတ်ကိုကောင်းတဲ့ဘက်ကိုပြန်လဲဦးတည်ပြီးတော့ပေါ့နော်ကောင်းတဲ့ energy တွေနဲ့ဖိတ်ခေါ်မယ်ဆိုရင်เนาะ မိမိစိတ်တွေကကောင်းနေရယ်နူးညံ့နေရယ်ဆိုကောင်းတဲ့အဆောင်ရှောက်တွေကလည်းကတ်လာတာပေါ့နော်အဲ့တော့မိမိကအရန်ဟိုစွမ်းနာလို့ပေါ့နော်ဟိုဒေါသတွေကြီးနေမယ်အတ္တတွေကြီးနေမယ်မာနတွေကြီးနေမယ်နာစစ်စစ်တွေရမ်းဖြစ်နေမယ်ဆိုရင်လည်းမကောင်းတဲ့အဆောင်ရှောက်တွေကကတ်လာလိမ့်မယ်နော်ပြောချင်တာကမကောင်းတဲ့နှက်တွေကကတ်လာပြီးတော့ကိုယ်မကောင်းတာတွေလှုပ်ဖို့ကြီးပဲတိုက်တွန်းလာတာတွေဖြစ်နေတတ်တယ်နော်အဲ့တော့ကိုကကောင်းတဲ့အဆောင်ရှောက်ကိုရကြတယ်ဆိုရင်ကိုကိုယ်တိုင်ကလည်းစိတ်ကိုကောင်းနေဖို့လိုအပ်တယ်အဲ့လိုဆိုရင်တော့ကောင်းတဲ့သူတွေကကိုကိုစောင့်ရှောက်ပေးမယ်ကောင်းတဲ့နှက်ပြားအဆောင်ရှောက်တွေနော်ကောင်းတဲ့ဒီ ကျွန်တော်လို goddess ပေါ့နော်အဲအဆောင်လျှောက်တွေ asan central ဆောင်လျှောက်တွေပေါ့နော်ဒီကောင်းတဲ့အဆောင်လျှောက်တွေကကတ်လာပြီးတော့မှကိုယ်ဆောင်လျှောက်လာတာမျိုးဖြစ်နေတယ်เนาะအဲ့တော့อืม အရန်ကြီးပေါ့နော်ဟိုစိတ်ပူပန်စရာလည်းမလိုပါဘူးစိတ်ပူပန်စရာလည်းမလိုပါဘူးအရန်ကြီးပြင်းပန်းလေးလံနေစရာလည်းမလိုပါဘူးပေါ့နော်ပြောချင်တာတော့လीအဲ့တော့အခြေအနေပတ်သက်ပြီးတော့ဆွမ်းနာပြောသွားသလိုနော် commitment level တွေရလာတဲ့သူတွေပါလိမ့်မယ်နော်အခြေအေးပေါ့နော်ဆွမ်းနာလို့အခြေဒီမှာအခြေနဲ့ပတ်သက်တဲ့ဟာလည်းပါလာဆိုတော့လीအခြေအနေပတ်သက်ပြီးတော့ချူရီဆိုရင်ကန်နေကောင်းလာတာမျိုးနော်လွတ်ချနိုင်သွားတာမျိုးကောင်းတဲ့အနေအထားတွေဖြစ်သွားတာမျိုးဖြစ်လိမ့်မယ်နော်အဲနောက်ကကြတော့ဒီလောက်ကင်ငွေချင်းစီးပွားရေးမှာ solution နော်ဆွမ်းနာပြောသလိုအရန်ဝင်ပြီးနေတဲ့သူတွေစိတ်ကိုပြောင်းပါနော်စိတ်လေးကိုလွတ်ချပါ ါပြီးတော့ကောင်းတဲ့ energy တွေပြန်လဲပွင့်လန်းအောင်နေပါလို့ပြောချင်တယ်။ကဲဒါလေးကတော့เนาะဒီဟာက nature angelis uh goddess message လို့လည်းပြောလို့ရတယ်ဗောနော် nature goddess message လို့လည်းပြောလို့ရတယ်။အဲ့တော့တဘာဝတရားကြီးကနေပြီးတော့มาပေးတယ်เนาะတီတင်တီတိုက်တဲ့ energy လေးတွေနဲ့เนาะအင်ဂျမာလေးတွေကိုပြောပြသွားတာပဲဖြစ်ပါတယ်เนาะအလုံးမဲ့ကောင်းတဲ့ energy လေးတွေရရှိပါစေเนาะ energy လေးတွေကောင်းကောင်းစွာပွင့်လန်းပြီးတော့မှာเนาะမိမိတို့ထံကိုเนาะကောင်းတဲ့ energy တွေရရှိပြီးတော့ အလုပ်ကံကိုကျေးဇူးပါတယ်လေအောင်မြင်အဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကောင်းတဲ့အနာကြီးလေးပို့လွှတ်လိုက်ပါတယ်နော်။ကဲရရှိကြပါစေနော်။မိမိတို့ရဲ့တူးတယောက်ချင်းစီအတွက် personal reading မေးချင်တယ်ဆိုရင်ကျမရဲ့ Tarot Healing and Reading by Kidra ရဲ့ Facebook ချက်ပေါက်ဒီမှာလာရောက်မေးမြန်းနိုင်ပါတယ်။ Viber နဲ့ WhatsApp နံပါတ်တရားလေးလာမေးလို့ရပါတယ်။ဒီမှာ Viber နဲ့ WhatsApp နံပါတ်တရေးပေးထားတယ်နော်။တစ်ချက်ကြည့်ကြည့်လာအဲ့အဲ့ကနေပြောလာမေးလို့လည်းရတယ်နော်။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်နော်။နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပြီနော်။